ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာအိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းကိုဝင်ရောက်နေပြီဖြစ်ပြီးမုန်တိုင်းအကျဉ်းကျဉ်တွေတည်လာတဲ့မိုးတိမ်တွေကြောင့်ချင်းရွင့်မြစ်နဲ့အေယာရီမြဖြားပိုင်းတွေမှာမိုးများရာကနေမိုးအလွန်များလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။မေလ29ရက်ဒီနေ့နေ့လယ်ပိုင်းလောက်ကစပြီးလေပြင်းအနေရဲ့ဝင် ကုန်းတွင်းကိုဝင်ပြီးချိန် မေလ30ရက်ကနေ31ရက်အထိချင်းရွင်းမြဖြာပိုင်းဒေသတွေမှာမိုးများနေမှာ ဖြစ်တယ်လို့လည်းသူကပြောပါရယ်ချင်းရွင်းမြညာပိုင်းဒေသတွေဖြစ်တဲ့နာဂကိုပိုင်အုတ်ချုပ်ခွင့်ရဒေသတွေမှာ မိုးအလွန်များနိုင်ပြီးမိုးရေချိန်12လမခန့်ရွာသွန်းနိုင်တယ်လို့လည်းသုံးသပ်ထားပါရယ်မကွေးတိုင်းစေတုပ်တရံမြို့နယ်မှာ9ရက်ဆက်တိုက်မိုးသေးထန်စွာရွာသွန်းနေတာကြောင့်ဆစ်ရှောင်းစခန်းငယ်နှစ်ခုပျက်စီးသွားလို့ဆစ်ရှောင်းတွေနေစရာအခက်အခဲကြုံနေရတယ်လို့လည်းသိရပါရယ် မကွေးတိုင်းတွေက ရောချောင်းရေကတော့အနှဲငယ်တိုးနေပြီးလက်ရှိမှာစိတ်ဖြူမြို့နယ်မှာတော့မိုးကပုံမှန်ရွာနေတဲ့အခြေအနေရှိတယ်လို့စိတ်ဖြူမြို့နယ်ဒေသခံတောင်သူတို့ကသတင်းရှင် voice ကိုပြောပါတယ်ရှင်